င်္ဂလာညချမ်းပါမတွေ့ရလဲကြာပြီเนาะထိုင်းအောင်မြန်မာလူသားတွေနဲ့ပတ်သက်တဲ့ light တွေမလွန့်ဖြစ်တာအခုဆိုရင်တော်တော်ကြာပြီလေးလားလောက်ရှိပြီထင်တယ်ခမ်းမန်းခမ်းမန်းကြည်ရပါတော့ဟုတ်တယ်3လေးလားလောက်3လေးလားလောက်ရှိပြီအဒီနေ့ကတော့လက်ရှိထိုင်းနိုင်ငံထဲမှာလည်းထောက်ထားရင်းနဲ့ပတ်သက်ပြီးတော့ဟိုလှုပ်လှုပ်ခက်ခက်ဖြစ်နေတယ်အဲ့လိုအခြေအနေမှာဘာတွေတိထားရမလဲဆိုတော့အခြေအနေတွေကိုကိုယ်ရဲမင်းကထုံးစံတိုင်းအမုန်းခံပြီးတော့လာပြောရတာပေါ့ဗျာเนาะ ထုံးစံတိုင်းပဲထိုင်းရောက်မြန်မာလူသားတွေအတွက်ကိုရမင်းလက်ရှိတစ်ဖက်မှာဒေါ်လာကြီးလုံနေတယ်လို့တစ်ဖက်မှာလည်းထိုင်းရောက်လူသားတွေအတွက်လူသားကြီးဆက်လုံနေတယ်ထုံးစံတိုင်းပဲထောက်ထားတွေနဲ့ပတ်သက်ပြီးတော့ဘတ်တစ်ဖွင့်တာတွေပဲဖြစ်ဖြစ်တက်တန်းတိုးတာတွေပဲဖြစ်ဖြစ် CI စာအုပ်တွေနဲ့ပဲပတ်သက်တာပဲဖြစ်ဖြစ်အများရန်ဒါတွေကိုအမုန်းခံပြီးတော့တခြားသောဒီလုပ်ငန်းစဉ်တွေနဲ့ငွေရနေတဲ့သူတွေရဲ့အမုန်းခံညှို့တေးထားခံပြီးတော့ကိုရမင်းဒါလူသားတွေအတွက်မနစ်နာဖို့ထိုင်းရောက်မြန်မာလူသားတွေရဲ့ချွေးနှဲစာလေးတွေ မတရားသဖြင့်ခေါင်းပုံဖြတ်မခံရဘူးတော့ကိုယ်မရအမြဲတမ်းအစင်လာရအမြဲတမ်းမုန်းခံပြောနေကြလူပဲဖြစ်တယ်ဒါကိုထိုင်ရောက်မြန်မာလူသားတွေလူဟောင်းနေဆိုပို့သိလိုက်မယ်ပေါ့နော်အဲ့တော့ခစ်ဆက်ဆက်တာကိုယ်မင်းတို့ကတော့ဒီဒါကိုယ်မင်းတို့ကမထူးမထူးဆန်းတော့ဘူးထိုင်းနိုင်ငံမှာအလုသမားတွေပေါ့အမျက်ကြီးစားကုတ်သေးဆုပ်တဲ့လူတွေအလုသမားတွေရက်ချွေးနေစားတွေကိုမတရားခေါင်းပုံဖြတ်ခြင်းတဲ့လူတွေမှန်ကန်တဲ့ အကျိုးဆောင်တွေရှိတယ်လို့ထိုင်းမှာဝဲသားတွေလည်းရှိရပါတော့။အမှန်ကန်တဲ့အကျိုးဆောင်ပွဲသားတွေရှိတယ်လို့မတရားအမျက်ထုတ်တဲ့ဝဲသားတွေလည်းအများကြီးရှိတယ်။အဲ့လိုဝဲသားတွေရဲ့ပင်နိုင်မုံတော်ခံရတော့ရဲမင်းပဲဖြစ်တယ်။ AC ရဲမင်းပဲဖြစ်တယ်ပေါ့နော်။ဒါကတော့အားလုံးနားလည်ထားပြီးသားပဲ။ Okay ။အဲ့တော့ဒီနေ့ညလည်းကိုရဲမင်းကထုံးစံတိုင်းအမုန်းခံပြီးတော့လာပြီးတော့ပြောရချင်းဖြစ်တယ်။ဘာဖြစ်လဲဆိုထိုင်းရောက်နေမှလူသားတွေရဲ့ဒီချွေးနှဲစာနဲ့ရထားတဲ့လောက်အားကငွေလေးတွေမိဘစီကပြန်တောင်းထားတဲ့ငွေလေးတွေငွေတိုးနဲ့ချီထားတဲ့ငွေလေးတွေတထောင်မဲ့တတတတ2000မဲ့တတတတ တယောက်ထောင်မဲ့တတ်တာအောင်ဆယ်ယောက်ဆိုတသောင်းအယောက်တရာဆိုဘတ်တသိန်းအယောက်ထောင်ဆိုဘတ်တသန်းတော့တချို့ကအရန်ချမ်းလာကုန်ပြီအဲ့ဒါကြောင့်ကိုရမင်းထုံးစံနိုင်လားပြောတာလက်ရှိကြည့်နေတဲ့လူတွေကအရင်ဆုံးကိုရမင်းတရားလေးကိုအားလုံးပြည့်ပြည့်စုံစုံပြောခင်ပါအားလုံးဝိုင်းแชร์ပေးကြအောင်ပေါ့နော်ဝိုင်းแชร์ပေးကြပါအောင်ဒါမှအများလည်းသိသွားမယ်ကိုရမင်းလည်းထပ်ခါတခါပြောစရာမလိုဘူးအရင်မှဆိုကိုရမင်းကိုဖုန်းနေဆက်မေးတယ်ကိုရမင်းတို့ဒီ MAAC ဒီ Facebook account ပေါ့နော်ဒီ ကွေးမင်းတို့ဖွဲ့စည်းရဲ့ Facebook ကောက်ပါဆိုလဲဒါမမေးတဲ့လူတွေအများကြီးတကယ်ရေးကြည့်တဲ့အမှုတွေဆိုရင်မကြည့်နိုင်တဲ့ခါတွေမှာတချို့ကဘာလို့မကြည့်တာလဲဆိုတော့ comment မှာလာမှန်ပြီးတော့လာဆဲတဲ့လူတွေအရှိသေးတယ်အဲ့တော့အားလုံးသိပါအောင်ခုလက်ရှိဒီထဲမှာကွေးမင်းပြောတာကိုကြည့်နေတဲ့လူတွေအရင်ဆုံး share ပေးကြပါဒါဆိုရင်ကျန်တဲ့လူတွေလည်းအများကြီးပြန့်နှံ့သွားမှာပေါ့နော် okay အဲ့တော့စလိုက်အောင်သူလဲစုံလောက်ဖြစ်ပြီနော်အခုဆို9ကကျော်အဲ့တော့ကွေးမင်းအဲနောက်တစ်ခုထပ်ပြောချင်သေးတယ်ပေါ့နော် အခုလိုမျိုးဒီအလုံသမားတွေအတွက်အသိပညာပေးတွေပြောတဲ့ light တွေဆိုရင်လာလူမကြည့်ကြအောင်အလင်လူမယားလူတွေဖင်ပြနှိုးပြတွေရံဖြစ်တာတွေပြဿနာတက်တာတွေပွဲရှာတာတွေပွဲဖြစ်နေတာတွေဆိုလူတွေကသွားကြည့်ကြတယ်ဟိုစောက်ရေမယားဖတ်မယားစောက်ဘောတွေကအမျိုးမျိုးလူတွေကြည့်အောင်ပောက်ခရတွေလုတ်ပြနေတာတွေဆိုလူတွေကသွားကြည့်ကြတာဒါမျိုးဆိုလူတွေကမကြည့်ရောအခုပဲကြည့်လေပုံမှန်ဆိုရင်ဒါ gwen min light มาတယ်ဆိုရင်အခုလိုချိန်ဆို 1k 2k 3k ပေါ့เนาะအရင်တော့ဆိုရင်အခုဒါ 1k တောင်မရှိသေးဘူးဒါအင်မတန်ဝမ်းနေစရာကောင်းတယ် အဲ့ဒီရဲ့အကျိုးဆက်တရားပါလဲဆိုတော့အလိန်ခံရတဲ့လူတွေပိုများများလာတာပဲဒါဝင်မဲ့ဒီညလာပြောခြင်းဖြစ်တယ်အဲ့တော့ဖမ်းရောက်မြန်မာလူသားတွေအခုဆိုရင်နေတိုင်းဝင်ထောက်ထားတစ်တည်းလဲလုတော့မယ်ခက်ဆက်ဆက်လဲလုတ်ခဲလုတ်ခဲကြပြီးပြီထိုင်းနိုင်ငံရောက်မြန်မာလူသားတွေထိုင်းရောက်မြန်မာရွှေပြောင်းလူသမားတွေထိုင်းနိုင်ငံရောက်မြန်မာတိုင်းရင်းသားညီကိုမောင်နှမတွေအားလုံးခက်ဆက်ဆက်ဒီထောက်ထားပေါင်းစုံရဲ့အကြောင်းပေါင်းစုံရဲ့ဒဏ်တွေကိုခံစားခဲ့ရပြီဟိုတော့ လွန်ခဲ့တဲ့နှစ်တွေများစွာဆိုရင်ဒါကိုရမင်းတို့ထိုင်းမာကြီးရောက်ခါစားအချိန်ကြီးပေါ့နော်လွန်ခဲ့တဲ့နှစ်20ကျော်အချိန်ကာလတွေတော့ဆိုကိုရမင်းတို့ထောက်ထားဆိုတာထိုင်းနိုင်ငံမှာမြန်မာပြည်သားတွေမပေးသေးဘူးဘာမှမရှိဘူးကိုရမင်းတို့လည်းဒီတိုင်းအလွတ်နေခဲ့ရတာထိုင်းရဲ့မြင်ပြေးပဲရှင်နေဘွက်တွေညောင်းနေတဏီတော်တွေလည်းပြေးရတာပေါ့နော်ကိုယ်ဆိုရင်အဲ့ဒီဏီတော်ကြီးတွေကတော့မိုဘန်းတွေတိုက်ကြီးတွေစိုက်ယုံကြီးတွေဖြစ်ကုန်ပြီအရင်တော့ဆိုရင်တော့ဒီဏီတော်နေရာကြီးတွေတောင်မှဆိုတော့အရင်တော့ဆိုရင်လုံခဲ့နှစ်20ကျော်ကကိုရမင်းတို့ထိုင်းရောက်ခါစားအချိန်မှဆိုရင်ထိုင်းမှာနေထိုင်ခွင့်ထောက်ထားဘယ်သူမှမပေးသေးဘူးမရှိဘူး เนาะနောက်ပိုင်းကျမှထော်တော်ဆန်ပဲလို့ခေါ်တဲ့เนาะလွန်ခဲ့တဲ့20ကျော်လောက်ကနေစပြီးတော့20လောက်ကနေစပြီးတော့ထော်တော်ဆန်ပဲလို့ခေါ်တဲ့ခဏန်းဆက်၃လုံးနဲ့ကိုယ်အမင်းတို့ထောက်ထားလေးတွေစထုတ်ပြီးတဲ့စာရွက်လေးတွေပေါ့เนาะဒီဖို့စာရွက်လေးနဲ့ကိုတက်ပုံလေးနဲ့ကိုရဲ့ကိုပိုင်နံပါတ်73လုံးလေးအဲ့ဒါလေးနဲ့ကိုယ်မင်းတို့စတင်ပြီးနေထိုင်ခဲ့ရတယ်။အဲ့ဒီထော်လော်ဆန်ပဲနောက်ပိုင်းမှာပန်းရောင်ဘတ်ဆိုတဲ့ကတ်ကိုထုတ်ပြခဲ့တယ်။အဲ့ဒီပန်းရောင်ကတ်ခေတ္တဝါဆိုရင်အလုသမားတွေက ထိုင်းရောက်မြန်မာနိုင်ငံသားတွေကငွေတွေစုမိကြတယ်ပတ်စံတွေပို့တယ်ပြီးတော့နေတိုင်းခွင့်ထောက်ထားအတွက်လည်းငွေကုန်ကြေးကြတယ်ရန်တက်တာခဲ့ကြတယ်ထော်လော်စာပဲခစ်ပန်းရောက်ကခစ်ခစ်ဦးတွေတုံးပါပေါ့နော်ဒါလွန်ခဲ့တဲ့နှစ်ပေါင်း20ကျော်ချပြီဘာဖြစ်လို့လဲဆိုတော့ပန်းရောက်ပန်းနေရနေကျော်သွားလို့မရအောင်အဲ့တော့မြန်မာလူသားတွေကလက်ပတ်တွေလည်းမသွားကြအောင်မြန်မာပြည်လည်းခဏခဏမပြောင်းကြအောင်ရတဲ့ပတ်စံငွေစုပို့ရတဲ့ပတ်စံငွေစုပို့ဆိုပြီးတော့မွန်ပြည်နယ်မှာရှိတဲ့မွန်ရွာတွေပြည်ပြည်နယ်မှာရှိတဲ့ကရင်ရွာတွေမှာအလုပ်ကြိုးစားတဲ့ လူငယ်တွေများတဲ့ရွာတွေမှာဆိုတိုက်ကြီးတွေအိမ်ကြီးတွေဖြစ်လာတာပေါ့နော်အိုက်ခက်ကအဲခုနောက်ပိုင်းကတော့ထောက်ထားပေါင်းဆုံးအောက်မှာဟိုကိုယ့်ရဲ့လုံခလာစာတစ်နှစ်စာမှာ6လလောက်ကနေတိုင်းဝင်ထောက်ထားတော့ပတ်စံပေးနေရတာဆိုတော့လေဟုတ်ပြီအဲ့တော့ကိုမင်းဒီနေ့ညပြောချင်တာအဲ့လိုမျိုးပန်းရောင်ကတ်ခစ်မှသည်နောက်ပိုင်းကိုမင်းတို့ယာယီပတ်စပို့ဆိုတဲ့စာအုပ်အနီရောင်လေးကိုကိုရဲမင်းတို့တွားပြီးတော့လုတ်ခဲ့ရတယ်ဒါနှစ်တွေများများပြီနှစ်တွေလုံခဲ့တဲ့15နှစ်လောက်ကเนาะအဲ့ဒါကဘယ်မှာတွားလုတ်ခဲ့ရလဲဆိုတော့ ကော့တောင်ကျွန်တော်မှာသွားလောက်ပါတယ်။နော်ကော့တောင်ကျွန်တော်မှာသွားလောက်ပါတယ်။နော်အဲ့ဒီမှာဘက်ကော့တောင်နေပြီးတော့ကျွန်တော်နေပြီးတော့ကော့တောင်ဘက်ကူပြီးတော့အဲ့ဒီငါးဖန်းလေးစိတ်ကဒီကိုတော်ကြီးမှာသွားလောက်ခဲ့ရတယ်။အဲ့ဒီကနေပြီးတော့ပန်းရောင်ကက်ကနေကူပြောင်းပြီးတော့စာအုပ်ဆိုတဲ့အာယာယီပတ်စိုးစာအုပ်လေးပဲနော်အနီလေးပဲအဲ့စာအုပ်ကလူတိုင်းတော့မရှိတော့ကိုရဲမင်းမတော့အဲ့စာအုပ်အဟောင်းလေးအိုးအာနာမသိငင်တိတော့ရှိသေးတယ်နောက်ပိုင်းပြေးသွားသွားရင်လွှားရင်လည်းဘယ်ဘယ်ရောက်သွားမှမသိတော့ဘူးပေါ့နော် အဲ့ဒါထိုင်းနိုင်ငံမှာပဲပြောက်သွားလာမျိုးထားလိုက်တော့ okay အဲ့တော့အဲ့စာအုပ်နီလေးကိုကင်ကင်ရတဲ့လူတွေကဟိုကနဦးခစ်ဦးကလူတွေပဲအကွဲမရတော့ပျောက်သွားပြီအဲ့စာအုပ်နီလေးပပလေးအဲ့ဒါလေးဖြစ်လာတယ်အဲ့ဒီဟာလေးကင်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 ပြီးတော့နောက်မကြဘူးနောက်အဲ့ဒါလေးကင်ပြီးတော့၃၄နှစ်လောက်လည်းနေရောခရမ်းရောင်ယာယီစာအုပ်ဆိုပြီးတော့ပေါ်လာတယ်အရောင်လေးကခရမ်းရောင်လေးနဲ့ဒီနေ့ကိုယ်မင်း Facebook မှာ share ထားတယ်ပေါ့နော်ဟိုပြထားပေးတယ်ကိုယ်မင်းလွန်ခဲ့တဲ့၁၀နှစ်လောက်ကတင်ခဲ့တဲ့စာအုပ်အရောင်လေးကိုပြထားပေးတယ်ခရမ်းရောင်စာအုပ်လေး ပေါ်လာတယ်။အာယာယီ passport ယာယီပေါ့ယာယီခင်ရမ်းအောင်စာအုပ်ဆိုပြီးတော့အဲ့ဒါလေးကလည်းမြန်မာပြည်ပြန်လို့ရတယ်။အခု CI ဆင်းအောင်စာအုပ်နဲ့ခက်ဆင်းဆင်းမှာအဲ့ဒါ CI ဘာမှပေါ်သေးဘူး။အဲ့ဒီကနေပြီးတော့ခင်ရောင်လေးနဲ့ကင်ကြရတယ်။အဲ့ဒီ passport စာအုပ်အနီလေးနဲ့တက်တန်းပြည့်တဲ့အထိကင်ကြရတယ်။အနီပပလေးယာယီစာအုပ်အနီနော် passport စာအုပ်ကြီးမဟုတ်သေးဘူးနော်။အခုပီပီပီချေတွေမဟုတ်သေးဘူး။အဲ့လိုကင်ခဲ့ရတယ်။အဲ့ဒီခင်မာကလေးကခစ်ဆက်ဆက်အလုပ်သမားတွေကအဲ့ဒီမတရားအမျက်ကြီးစားတဲ့ပွဲသားတွေပေါ့နော်ဝဲသားတွေပေါ့ဝဲသားတွေရဲ့ အမျက်ကြီးစားတာကိုခံခဲ့ရတယ်။မှန်ကန်စွာလုတ်ပေးတဲ့အကျိုးဆောင်တွေလည်းရှိတယ်။ကိုရမင်းတို့မှန်ကန်စွာလုတ်ပေးတဲ့အကျိုးဆောင်တွေတွေ့ခဲ့တဲ့အတွက်ကိုရမင်းလည်းအိုက်စာအုပ်လေးကင်ခွင့်ရခဲ့တယ်။အိုက်စာအုပ်လေးနဲ့ထိုင်းနိုင်ငံမှာကိုရမင်းအသက်ဆက်ခဲ့တယ်။အလုပ်လေးဆက်လုပ်ခဲ့တယ်ပေါ့နော်။နောက်ပိုင်းဒီ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 လူ့သမားကြီးလောကကိုရောက်တဲ့အထိပေါ့။စေတနာဝန်ထမ်းဘဝကနေလူ့သမားလောကကိုရောက်တဲ့တိဒါဒီစာအုပ်လေးနဲ့ဖြတ်သန်းခဲ့ရတယ်။ကိုရမင်းကတော့ခန်းရအောင်စာအုပ်လေးကိုမကင်ခဲ့ရဘူး။ကင်စရာမလိုခဲ့ဘူး။ကိုရမင်းကအဲ့ဒီယာယီပဆိုးစာအုပ်အနီတေးသေးလေးအပြားလေးကနေပြီးတော့မှနောက်ပိုင်း စာအုပ်ကြီးကိုတိုက်ရိုက်ကောင်းဝင်ရခဲ့တဲ့လူတွေထဲမှာပါတယ်။တချို့ကကြတော့အဲ့ဒီခဲအောင်စာရုပ်စာစာအုပ်ကိုတန်းပြီးတော့ဝင်လောက်ရတဲ့လူတွေပါတယ်။အဲ့တော့လူတွေကအတန်းစားတွေအမျိုးမျိုးဖြစ်သွားတာပေါ့။တို့ပေမဲ့ခဲအောင်စာအုပ်တွေလည်းတက်တန်းနေပြီတော့နောက်တစ်ထပ်လုံးမပြီးတော့ဘူး။အဲ့ဒီမှာအားလုံး PVPJ စာအုပ်ကြီးအနည်းလေးကိုမပြောင်းရင်ဆက်ကြမှာနောက်ထပ် CI စာအုပ်ဆိုတာပေါ်လာပြန်ရောပေါ့နော်။အဲ့ဒီ PVPJ ကတော့ MOU စနစ်ခေတ်ဥကာလတွေမှာလွန်ခဲ့တဲ့စနစ်နဲ့73နဲ့ MOU ခေတ်ဥကာလတွေမှာအဲ့ဒီ ပြည်ပစာအုပ်တွေပြည်ခြေစာအုပ်တွေခေစားခဲ့တယ်။စာအုပ်ကြီးအနှီးလို့လွယ်ခေါ်တာပေါ့။အဲ့နောက်ပိုင်းတော့ယာယီနိုင်ငံဟိုယာယီအမျိုးသမီးဘွားဖြစ်ကြောင်းတသက်ကလက်မှတ်လို့ခေါ်တဲ့ CI အစိုးရအောင်စာရုပ်စာအုပ်ခေပေါ်ပေါ်ပေါက်လာတော့2016စက္ကန့်ပတ်ဝန်းကျင်နေမှာ။အဲ့ဒီ CI စာအုပ်ကတော့အခုချိန်ထိစင်တာတွေအခုလည်းတကြောပြန်ပြန်ဖွင့်နေပြီစာအုပ်တွေပြန်လဲပေးနေ၃လအချိန်ပေးထားတယ်။နော်။အဲစာအုပ်တက်ကစာအုပ်ရင်အဟောင်းတွေကုန်သွားတော့နောက်တစ်အစ်စ်လဲပေးနေတယ်။ ပြီးတော့ပန်းရောင်ဘက်ကလူတွေလည်း CI စာအုပ်အစိမ်းရောင်ထပ်ပြောင်းအောင်လေယူမယ်အဲ့ဒီ CI စာအုပ်အစိမ်းရောင်စင်တာကြီးတွေဒီလေအချမ်းဖတ်စေအုပ်စုစစ်ကောင်စီနဲ့နီးစပ်တဲ့မြန်မာပြည်ကတထေးကြီးတွေကဒီမြန်မာတန်ယုံနဲ့ပေါင်းပြီးတော့နေပြည်တော်ကစစ်အုပ်စုခေါင်းဆောင်အကြီးသားတွေနဲ့ပိုင်တဲ့လူတွေကိုပဲကန်ထွက်ပေးတာဖြစ်တယ်အဲ့စင်စင်တာကြီးဒါတွေကတော်တော်များများမသိကြဘူးနော်ဒါကွေးမင်းအမုန်းခံပြောနေတာဒီလားအဲ့လိုတွေပြောလို့လေကွေးမင်းကိုတတ်ဖို့လောက်ကြံတာအချိန်ချင်းပဲ လွမြောက်ခဲ့တယ်ဒါပေမဲ့နောက်ပိုင်းတော့မြမာတန်ယုံကကိုရဲမင်းကိုဖမ်းခိုင်းပြီးတော့ကြောက်တွန်းလိုက်တယ်အเจ้าမဲ့အပြင်းပြင်းပြစ်ချပြီးတော့လက်မတော်ထိုးပြီးတော့ဖမ်းခိုင်းတာနော်တန်ရာရှိဦးမောင်အောင်ခိုင်တို့လက်ထက်တုန်းကတန်ရာရှိစမ်းမောင်ဦးတို့လက်ထက်တုန်းကကိုရဲမင်းကိုတန်ရာရှိအဆက်ဆက်လက်မထိုးပြီးတော့ဖမ်းခိုင်းတာဘလောက်ထိမြမာတန်ယုံကပြီးတော့ခစ်ဆက်ဆက်မြမာနဲ့ခိုင်းနိုင်ငံကိုရောက်လာတဲ့အလုမားတန်ရာရှိတွေဟာတန်အမတ်တွေဟာအလုမားတွေပေါ့ဘလောက်ကုတ်သွေးဆုပ်လဲဆိုအလုမားတွေကိုကူညီနေတဲ့လူသူတို့ရဲ့မတရားမှုတွေကိုဖော်ထုတ်နေတဲ့လူ ား MOU အလုပ်သမားတွေအစုလိုက်ပြုံလိုက်လိန်ခမ်းတာတွေကိုကူညီပေးနေတဲ့လူတော်ထောင်ထဲထဲတာတော့အဲ့ဒါဘသူကအဖြူလဲအမဲလဲဆိုတာတေချာကြည့်တေချာလုပ်သမားတွေနားလဲအောင်အဲ့လိုမျိုးအလုပ်သမားကူညီရေလုပ်နေတဲ့ရဲမင်းတို့တော်ထောင်ထဲထဲပလိုက်တာနောက်ပိုင်း